တိုးတက်ပြောင်းလဲခြင်းတူတွေအတွက်အများစုကြုံရတဲ့ပြဿနာက LOSD loss ကလာတယ်။တင်းကောင်းလေးတစ်ခုရှိရာကတိုးတက်ပြောင်းလဲတဲ့သူတယောက်ဖြစ်ဖို့အတွက် super intelligent ဖြစ်စရာမလိုဘူး။ group projection system လို့ခေါ်တဲ့တိုးတက်မှုဖြစ်စဉ်စနစ်ကိုသာနားလည်လို့ရှိရင်လိုင်းလို့စတင်ပြောင်းလဲလို့ရပါတယ်။အဲ့တော့တိုးတက်မှုဖြစ်စဉ်ဆိုတာဘာလဲ? LOSD loss ရဲ့အဓိပ္ပာယ်ကတော့ဗာလဲလှိုင်းကိုယ်တိုင် loss ဖြစ်ရာနေပြီးတော့မှ group protection system ကိုဘယ်လိုမျိုးတိစောက်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရရတရ20စာ sub coaching accelerator ဆိုတဲ့ program လေးတစ်ခုကိုရေးဆွဲထားရလေးရှိပါတယ်2025နှစ်ကုန်အတွက်ကိုအကျိုးရှိရှိနဲ့ကုံဆုံးသွားခြင်းနဲ့သူတွေအတွက်ဒီနေ့ဗီဒီယိုလေးကအများအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်တော့လှိုင်းရဲ့ ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ။ဘာကြောင့်လဲဆိုတော့နောက်ဆုံးမှာ line self coaching accelerator ဆိုတဲ့ဒီအာတရက်120စာပေါ့နော် line လုတ်ထားတဲ့ program လေးအသေးစိတ်ကိုလည်းပြောပြပေးမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်အလို ST loss ကစရအောင် L ဆိုတာဘာလဲပေါ့။ L ဆိုတာ lack of clarity လို့ခေါ်ပါတယ်။ရှင်းလင်းမှုမရှိတာပေါ့နော် line တို့တိုးတက်ပြောင်းလဲခြင်းနဲ့သူအများစုမှာဆိုလို့ရှိရင်ဟိုကလည်းလုတ်ချင်တယ်ဒီဟာလည်းလုတ်ချင်တယ်အာဒီခေတ်အနေထားရ AI ကလည်းလုတ်ရအောင်မယ်ဒါလည်းလုတ်ချင်တယ်ဒီလိုမျိုးကိုဖြစ်ချင်တဲ့အရာတွေကအများကြီးရှိနေတဲ့အခါမှာဒီအရာကဘာကြောင့်ဖြစ်ချင်တာလဲဒီအရာ ရာကရောငါတကယ်ဖြစ်ချင်တဲ့အရာလားငါဘယ်လိုလိုမျိုးဖြစ်ချင်တာလဲငါဘယ်လိုခံစားရလဲဆိုတဲ့ဒီလိုအကြောင်းအရာတွေကိုကိုကရှင်းရှင်းလင်းလင်းမသိနေတဲ့အခါမှာဆိုလို့ရှိရင်တော့ကိုကဘယ်အရာကိုဘယ်လိုစလုပ်ရမလဲဆိုတာမသိတတ်ဘူးဘယ်အရာဦးစားပေးရမလဲဆိုတာအလိုက်တော့မသိတာမျိုးဖြစ်နေတတ်တယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတဲ့ရှင်းလင်းမှုမရှိနေရလဲရှိတတ်တယ်ဟိုဆိုတာကဘာလဲ no objective ရည်ရချက်မရှိတာပေါ့နော်အဲ့တော့ရည်ရချက်မရှိရဆိုကိုကတခုခုလုပ်လိုက်တယ်ဘာရည်ရချက်အလဲဆိုတာကို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 မသိဘဲနဲ့အရာတွေကိုအဲတခုမဟုတ်တခုကိုအလိုက်တော့လုပ်မိနေရမျိုးရှိ စ်တတ်တယ်။မှဖုန်းသုံးတယ်ဘာကြောင့်သုံးလဲ။ Facebook ထဲဝင်တယ်ဘာကြောင့်ဝင်လဲ။ဒီအရာကိုလိုင်းလို့လုပ်တယ်ဘာကြောင့်လုပ်လဲ။ဒီလိုမျိုးကိုကိုကိုဒီလုပ်တဲ့ intention မရှိနေရရွေချက်တစ်ခုမရှိနေတာ။နောက်တစ်ခုကကြတော့ကိုကဘယ်နှလဘယ်လိုမျိုးလုပ်မလဲ။ဥမာ လိုင်းတို့ milestone လေးပေါ့နော်ဒီလိုမျိုးလေးလည်းသတ်မှတ်ထားတာမရှိတဲ့အခါမှာလိုင်းတို့ကဘယ်အရာကိုဘာကို focus ထားပြီးတော့လိုင်းတို့ရဲ့ energy တွေကိုသုံးပါမလဲဆိုတာကိုလိုင်းတို့မသိတာမျိုးဖြစ်နေတတ်ပါတယ်နောက်တစ်ခုကကြတော့ s system missing ပါအဲ့တော့ system missing ဆိုတာကဘာဆိုလိုရလဲဆိုလို့ရှင်လိုင်းတို့က system နေမနေရပေါ့ဥပမာတိုးတက်ပြောင်းလဲခြင်းတဲ့သူတရားအတွက်အများစုကကြတော့ဒီတိုးတက်ရေးဒီစာရီဖတ်တာထက်စားလို့ရှိရင် motivation စိတ်အားတက်ကြွစေတဲ့အရာမျိုးတွေကိုလိုက်လို့အာဒီဗီဒီယိုတွေကိုမကြာခဏကြည့်တာမျိုးတွေရှိတတ်တယ်အဲ့တော့ စိတ်အားတက်ချစေတဲ့ဗီဒီယိုကြီးတာကိုမကောင်းဘူးပြောရလားဆိုတော့မဟုတ်ပါဘူး။လိုင်းတို့တကယ်တမ်းတိုးတက်မှုဆိုတဲ့အရာကလိုင်းတို့ရေရှည်ဖြစ်ပါတယ်။အဲ့ဒီအရာကိုလည်းလိုင်းနောက်မှာထပ်ပြီးရော group protection system မှာအသေးစိတ်ပြောပြပေးမယ်။ဆိုလိုတာကတော့လိုင်းတို့ဒီတိုးတက်ရေးဖြစ်စဉ်ဆိုတာကဒီနေ့တရက် တလတနှစ်လောက်ယုံနေပြီးသွားတဲ့အရာမဟုတ်ဘူး line တို့ရေရေရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ line တို့လုံနေတဲ့အရာတွေ daily activity တိုင်းက line တို့မှာ system ရှိဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော် line တို့ကဒီတစ်ခုဖြစ်ချင်မှတစ်ခါ motivation အော်ဒီ video လေးတပုတ်သွားကြည့်ပြီးတော့ line တို့အလုပ်တစ်ခုလုပ်လိုက်တာမျိုးကားကြတော့ဘာနဲ့တူလဲဆိုတော့ရှူစေးပေါ့နော်ရှူလိုက်တာနဲ့တူတူပဲခဏပဲသူကအားအားရှိတာပေါ့နော်ခဏပဲအဆင်ပြေသွားဒါပေမဲ့ line တို့နောက်တစ်ခါလိုအပ်တဲ့ချိန်ပြန်ထပ်ရှူနေရရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တကယ်တမ်းတိုးတက်မှုဖြစ်စင်မှာဆို line တို့က system တစ်ခုဆိုတာ line တို့ကချထားတဲ့ ਨੇ ောက်ချတခုဆွဲထားတဲ့နိုင်တို့နေတယ်လို့ကမဖြစ်မနေနန်း negotiable လို့ခေါ်တယ်အဘာမှညှိနှိုင်းမှုမလိုပဲနေမဖြစ်မနေလုံးမဲ့အရာအ ਨੇ ဆုံး၃ခုလောက်ကိုနိုင်တို့ system ချထားဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့နိုင်တို့ s ဆိုတဲ့ဒီ system missing ပေါ့နော်မာရွေးနေ system missing နေဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်တို့ဒီအရာကိုလည်းပြင်ဖို့လိုတယ်ဘာလို့ sd ဆိုတော့နောက်ဆုံးကချီပါအဲ့တော့ချီဆိုတာကတော့ဒီ no tracking ပေါ့နော် no tracking ဆိုတာလိုင်းတော့လောက်တာလုံနေတယ်ကိုလုံနေတဲ့အရာကိုပြန်လဲတုံးတက်တယ် အကျင့်မရှိကြဘူးအဲ့တော့ပြန်လည်သုံးသက်တယ်ဆိုတဲ့နေရာမှာလည်းတို့ reflective thinking လို့ခေါ်တယ်ကိုယ့်ကိုယ်ကိုပြန်လည်ပြီးတော့စဉ်းစားသုံးသက်တယ်ဆိုတဲ့အပိုင်းနဲ့လုပ်လို့ရတယ်နောက်တစ်ခုအနေနဲ့ journaling ရေးတာလည်းလုပ်လို့ရတယ်လည်းတို့ဒီနေ့မှာဘာတွေလုပ်လိုက်လဲငါဒီနေ့ဘာတွေလုပ်လိုက်တယ်ငါဒီနေ့လုပ်တဲ့အရာတွေကငါသွားကျင်နေရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေနဲ့ kait ညီနေလားပြီးတော့ငါဘယ်လိုမျိုးအခက်အခဲတွေရင်ဆိုင်ရတယ်ဘာတွေကိုတင်ယူလိုက်ရတယ်ဒီလိုမျိုးကိုယ့်ကိုယ်ကိုအပြန်ပြီးတော့မေးတယ်ဒီ journaling လုပ်တာတွေကလည်းလည်းတို့ဒါ track လုပ်တဲ့သဘောပဲပြီးွားလို့ရှိရင်လည်းတို့ပထမဦးဆုံး အခုဆလုတ်ခဲ့တဲ့ရက်နဲ့အခုလက်ရှိရက်နဲ့ဆိုလို့ရှင်ရောဘာတွေပြောင်းလဲဖြစ်သွားလဲဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့တိုးတက်ရေးဖြစ်စဉ်ကိုပြန်ပြီးရော track လုတ်တဲ့ system တွေဆိုတာမရှိဘူးပေါ့နော် track လုတ်တဲ့ system တွေမရှိဘူးပြန်ပြီးရော track မလုတ်ဘူးဒါကြောင့်မလို့လိုက်တော့ loss ဆိုတဲ့အရာလုတ်တာလုတ်နေတယ်ရှောက်တာရှောက်နေတယ်အဲဘာမှမသိဘူးဝေဝါးနေတယ်ဆိုတာတွေကဒီအရာကနေလာတာဖြစ်ပါတယ်ဒါဆိုရင် loss ကိုဘယ်လိုဖြေရှင်းမလဲ အဲ့ self coaching accelerator 12 week program လေးမှာဆိုလို့ရှိရင်တော့ရည်ရွယ်ချက်ရှိရှိနဲ့နေ့ရက်တိုင်းကိုအတိတ်ပဲရှိရှိဖြတ်သန်းဖို့ daily habits တွေကိုထည့်ထားပေးတယ်။တစ်ရက်မှာတစ်ခုပေါ့နော် one day မှာ one thing လုပ်ဖို့နောက်တစ်ခုကကြတော့ကိုလုံးတဲ့အရာပေါ်မှာ reflect ပြန်ပြီးတော့သုံးသပ်တဲ့မိကုန်းတွေပြန်ပြီးတော့မေးဖို့ပြီးရင်ဒီအရာကိုလိုင်းတော့ဘာကြောင့်လုပ်ရလဲဆိုတဲ့ အရာတွေဒါတွေကိုလည်း client ကဒီ self coaching accelerator မှာထည့်ထားတယ်။နောက်ဒုတိယအနေနဲ့ဆိုရင် checklist လေးလုပ်ထားပေးတယ်ပေါ့နော်။ client တို့ဒီတပတ်မှာဆိုလို့ရှိရင်တော့ဘာတွေလုပ်လိုက်တယ်ဒီနေ့တစ်ရက်မှာဘာလုပ်တယ်ပြီးတော့အဲ့လိုလုပ်လိုက်တဲ့အတွက်ကြောင့်မလို့အခက်ခဲရပါရဲ့ရှိလေအကျိုးကျေးဇူးရပါရဲ့ရှိလေဒီဟာကိုမှမကိုကလုပ်ဖြစ်သွားလားမလုပ်ဖြစ်ဘူးလားဆိုတော့ဒါ tracking system ပေါ့နော် client 12 week program ပေါ့နော် self coaching accelerator program လေးမှာ client ထည့်ထားတယ်။နောက်ဆုံး check လေးဆိုလို့ရှိရင်တော့ဒါ feedback session discussion လုပ်လို့ရတယ် client ရဲ့ဒီ telegram channel လေးရှိမယ် HMC ဆိုတဲ့ ဲ human mind goals ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုလည်းနောက်ထပ် video လေးမှာပြောပြပေးမယ်ပေါ့ဆိုတော့ line ရဲ့ telegram channel လေးမှာလည်း line တို့ကဒီကိုယ့်ရဲ့တပတ်တာမှာဘယ်လိုမျိုးအခက်အခဲတွေတွေ့ခဲ့လဲသို့မဟုတ်လို့ရှင်အကျိုးကျေးဇူးတွေပါရရလဲဒီ program လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကြံပေးချင်တာလေးရှိလဲအခုအတွက်အဆင်ပြေသွားတာအဆင်မပြေသွားတာဒါတွေကို line လို့ပြန်ပြီးဆွေးနွေးလို့ရတယ် feedback session လေးလည်း line လုပ်ထားတယ်ဒါကတော့ self coaching accelerator ရဲ့ဒါအနှစ်ချုပ်ပေါ့အဲ့တော့ self coaching accelerator မှာဘယ်အကြောင်းအရာတွေပါတာလဲ line ပထမဦးဆုံး ဗီဒီယိုအစမှာပြောခဲ့တယ်လို့မျိုး group protection system စနစ်ကိုအခြေခံပြီးတော့မှဒီရတ္တရာ20စာ sub coaching plan လေးကိုလုပ်ထားတာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင် group protection system ကိုလိုင်းလို့မပြောခင် protection system ဆိုတဲ့အဓိပ္ပာယ်ကိုလိုင်းလို့အရင်ဆုံးပုံဖော်ကြည့်ရအောင်။ protection system ဆိုတာကဘာလဲပေါ့နော်။ protection system ဆိုတာက input process output လို့ခေါ်တယ်။အဲ့တော့ twin နဲ့ အတွင်းကုန်ရှိရမယ် process ဒီတွင်းတဲ့အရာတွေကိုဒီကုန်ကျန်းတွေကိုအလိုက်တော့ process လုပ်တယ်ပေါ့နော်ဒီထုတ်လုပ်တဲ့စနစ်ကြီးတစ်ခုရှိရမယ်ပြီးတော့မှအောက်ပို့ဆိုပြီးတော့ဒီ project တစ်ခုကုန်ပစ္စည်းတစ်ခုဆိုတာထွက်လာတာပေါ့နော်ဥမာလိုင်းမြင်းတာအောင်ပြောရမယ်ဆိုရင်လိုင်းတို့အင်းကြီးတစ်ထဲချုပ်တာနဲ့တူတူပဲပေါ့ အင်ဂျင်တစ်ထည့်ချုပ်ဖို့အတွက်ဆိုလို့ရှိရင်အလိုင်းတို့ကအဝိစအရင်ဆုံးလိုတယ်အဲ့အဝိစဆိုတာတကယ်တမ်းဆက်ပြီးပြောမယ်ဆိုရင်အဝိစကိုရအောင်လုပ်တဲ့ဒီအခြားဒီနီလန်စနစ်တွေလည်းရှိသေးရပါတော့သို့တော်လည်းလိုင်းမြင်သာအောင်ပဲလွယ်လွယ်ကူကူနဲ့ပေါ့နော်ပြောလိုက်မယ်ဆိုရင်လည်းတို့ပိတ်စလို့မယ်ပြီးရင်ချုပ်မယ်ဒီဆက်တွေကရိယာတွေလို့မယ်ပေါ့နော်အဲဒါတွေကဘာလဲဆိုလို့ရှိရင်လိုင်းတို့က input လုပ်တဲ့အခါမှာသုံးတဲ့ဟာပေါ့အဲ့တော့ဒါကိုလိုင်းတို့မှာဆက်တွေရှိတယ်ဒီပိတ်စတွေရှိရဲဆိုဒီလိုအဝိစတစ်ထည့်ဖြစ်လာလားမဖြစ်လာသေးဘူး process ဆိုတဲ့အရာလောက်အောင်လို့ချုပ်ရတယ်ချုပ်တဲ့အခါမှာဆိုလဲစနစ်တကျနဲ့သူ့ရဲ့အတိုင်းထွာဆိုတာကိုပဲ size ဘယ်လိုမျိုးပေါ့နော်ဒီလိုမျိုး processing ဆိုတဲ့စနစ်တစ်ခုရှိတယ်နောက်ဆုံးမှာမှလိုင်းတော့ဘယ်လိုလုပ်လဲ processing မှာအောက်ပုတ်မထွက်ခင်မှာအာဒီလိုမျိုးပေါ့နော်ချုပ်ပြီးသွားပြီဒီနီးအဲဒီ size တွေထည့်တယ်အဲသူ့ရဲ့စနစ်နီးစနစ်အတိုင်းပေါ့နော်ချုပ်ရတဲ့နီးစနစ်အတိုင်းချုပ်လိုက်တယ်ချုပ်ပြီးသွားတဲ့အခါမှာလိုင်းတော့ဘာထွက်လာလဲဆိုအင်းထည့်ထွက်လာတယ်ဒါပေမဲ့အဲ့ဒီမှာလိုင်းတော့ဘာပြန်စေရလဲ quality control လို့ခေါ်တယ်ဒီအင်းကြီးမှာပဲအနာအစာတွေပါလားချုပ်ချောင်းနေရာအောင်အဆင်ပြေရလားကတင်ကြ ရလားဒီလိုမျိုးပြန်စစ်ရတဲ့အပိုင်းနေလည်းရှိတယ်ဒါက projection system ဆိုတာပေါ့နော်အဲ့ဒီသဘောတရားနဲ့တူတူပဲ growth projection system ဆိုတာလည်းလိုင်းလို့တိုးတက်မှုဖြစ်စဉ်ဆိုတာလည်းဒီအတိုင်းပဲ input တွေလို့ရယ်ကိုယ့်ရဲ့တနေ့တာဘာလေးလုံးနေလဲအဲ့ဒါအရေးကြီးဆုံးပဲအဲ့လိုဖြစ်ချင်တာဘာပဲဖြစ်ချင်ဖြစ်ချင်ကိုတနေ့လုံးတဲ့အရာအနာဂတ်မှာဖြစ်လာမယ့်အရာပဲပေါ့နော်ဆိုတော့အဲ့တော့လိုင်တို့ဘာတွေထည့်နေလဲလိုင်တို့ခေါင်းထဲမှာလိုင်တို့ရဲ့စားတောက်နေတဲ့အစားတောက်တွေကိုကိုကို energy တွေဘယ်လိုမျိုး boost လုပ်နေလဲ energy တွေဘယ်ကနေရယူနေလဲဒါ input စနစ်ပြီးွားရင် processing လို့ခေါ်တယ်ဒီဝင်လာပြီးဒါဒီ input စနစ်ကြီးကိုလိုင်းတို့ဘယ်လို process လုပ်လဲဒီတိုင်းပဲဖြစ်ကျင်တယ်လို့ဖြစ်ဆိုပြီးတော့ထားလာသို့မဟုတ်ရင် processing စနစ်ကိုဘယ်လိုမျိုးပြန်ပြီးရောအစီအစဉ်တကြပြန်ပြီးရော structure ချလဲပြီးရင် output ထွက်လာတယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးဒီ input နဲ့ processing တာမကောင်းရင်တော့ output ကလည်းဘယ်လိုမှအဆင်မပြေတော့အဲ့တော့ output ထွက်လာတယ်ဆိုရင်တော့လိုင်းတို့ကဘယ်လိုလုပ်ရမလဲကိုပြုပြင်ပြောင်းလဲတဲ့အရာတွေကိုလုတ်ခဲ့တဲ့အရာတွေကိုပြန်လဲတုံးသက်ပြီးသွားတော့မှာအဲဘယ်နေရာလေးကတော့လိုလဲ ယ်နေရာလေးကတော့ပြုပြင်ဖို့လို့လဲဒါလေးတွေကိုလှိုင်းတော့ ਆ ပြန်ပြီးတော့လောရမှာဖြစ်တယ်အဲ့တော့ line note ဒီ self coaching accelerator program မှာ input system processing system ပြီးတော့ output system ဆိုပြီးတော့ line 3ဘိုင်းခွဲထားတယ် system တစ်ခုချင်းစီမှာ line 4ဘတ် ပေါ့နော်4ဘတ်အဲတလားသတ်မှတ်ထားတယ်အဲ့တော့4ဘတ်မှာဆိုရင်အကြောင်းအရာ4ခုပါမယ်အဲ့တော့ input system မှာဘာပါဘာပါမလဲပေါ့နော် line ဒီမှာပုံလေးလည်းထည့်ထားပေးမယ်ပေါ့နော် line ယုံကြည်တာကတိုးတက်ပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင်အချက်တစ်ချက်ထဲနဲ့မဖြစ်ပါဘူးပြီးတော့ဒီနေ့တရက်ထဲနဲ့လည်းပြောင်းလဲသွားမှာမဟုတ်ဘူးတတ်မှုဆိုတာပေါ့နော် line ရေရှည်လို့ line ယုံကြည်ထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ အဒီ self coaching accelerator လို့ဆိုတဲ့ဒီ program ကိုပေါ့နော် line group protection system အနေနဲ့ပြောင်းလိုက်တယ်ပြီးတော့မှအာ line ဒီစနစ်ရေပေါ့နော်အထူးကဘာလဲဆိုလို့ရှိရင်တော့ import မရှိတဲ့အချိန်မှာ line တို့ output ထွက်မှာမဟုတ်ဆိုတော့ line တို့တိုးတက်ဖို့အတွက် import တွေထည့်တာရက်လိုက်တဲ့အချိန်က line တို့ output ထွက်တော့မယ့်အချိန်မဟုတ်တော့ဘူးဒါကြောင့်မလို့ line တို့ import ကပါလေ processing ကပါလေ output ကရောဘယ်လိုမျိုးထွက်လာမလဲဒီဟာကို line ကိုလေးနဲ့ပို့ပြီးနားလည်အောင် line ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ ဒီ import system မှာပေါ့နော်အာလိုက်ပထမအဆုံးဒီ set week 1မှာဆိုလို့ရှိရင်တုံးတက်ရင်ဈေးမတုံးတက်ရင်ပေးလို့ခေါ်တယ်ဖုန်းအသုံးပြုမှုပေါ့နော် line လို့ရဲ့ screen time control ပြီးရင် week 2မှာဆိုလို့ရှိရင်နော်ဒီ monthly block ပေါ့နော် line လို့စီမှာရှိတဲ့ဒီ limiting belief တွေအာပြီးွားလို့ရှိရင် line တို့ဒီ negative thoughts ပေါ့နော်ဒီမကောင်းတဲ့အတွေ့တွေဒါတွေက line တို့ဒီတိုးတက်မှုဖြစ်စဉ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီဟာရအဟန်တာဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ကိုယ်ဝေဖန်နေတဲ့အရာတွေပေါ့အဲငါမဖြစ်နိုင်ငါမလုပ်နိုင်ငါဒီလောက်ထိရှိသေးရမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ limiting belief တွေ ਨੇ အ ကိုယ့်ကို block လုပ်နေတဲ့အရာတွေရှိရဲအဲ့တော့အဲ့ဒီအတွက်ကိုလည်းလိုင်ယာ ဒီ week 2မှာဗောနော်အဲအဲ့ဒီဒီ mind block တွေကိုဘယ်လိုဖြည့်ရှင်းရမလဲကိုယ့်ကိုဝေဖန်တာတွေကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကို line ထည့်ထားတယ် week 3မှာဆိုလို့ရှိရင်တော့ line တို့ရဲ့ energy တွေဗောနော်အဲ့တော့ line တို့လူတိုင်းမှာ24နာရီရှိလိမ့်မယ်ဒါပေမဲ့ line တို့ energy က limited ဖြစ်တယ်24နာရီတော့ line တို့အလုံးလုံးနိုင်တာမဟုတ်ဘူးဒါကြောင့်မလို့ line တို့ရဲ့ energy တွေကဘယ်လိုမျိုး manage လုပ်မလဲ time management လုပ်တာထက် line တို့ရဲ့ energy တွေကဘယ်နေရာမှာဘယ်လိုသုံးမလဲဆိုတာအဓိက manage လုပ်ရမှာဖြစ်တယ်အဲ့တော့ line energy management အကြောင်းကိုလည်း line ထည့်ထားတယ်ဒါ week 3ဗောနော်အဲ့တော့ week 4 ဆိုလို့ရှိရင်တော့လိုင်းလို့မနေရမှာပေါ့เนาะ scale foundation ဆိုပြီးတော့လိုင်းတို့ဒီနေ့ခင်မှာအာပတ်စံရှာလို့ရတဲ့ scale ပတ်စံရှာနိုင်တဲ့ scale ရပါလေအဲ့ဒါကိုတတ်ထားမယ်ပေါ့เนาะဒါကိုကျွမ်းနေဆိုလို့ရှိရင်လိုင်းတို့ပတ်စံရှာလို့ရမယ်လို့အများဆုံးကတွေးကြတယ်ပေါ့เนาะလိုင်းရဲ့အတွေ့အကြုံတော့အဲ့လိုအရာမျိုးတဲ့ပတ်စံကိုရေရှည်ရှာလို့ရတဲ့အရာအဲ့တော့ဒီ scale တတ်သွားပြီလို့ရှိရင်ဒီ scale တစ်ခုတည်းကပဲ အာဒီလိုင်းတို့ရဲ့ဘဝကိုအပြောင်းလဲဖြစ်စေရတာပေါ့နော်။ဘာဖြစ်လဲဆိုရင်လိုင်းတို့စဉ်းစားကြည့်လို့ရတယ်။လိုင်းတို့ခက်တယ်မတူတော့ဘူး။လိုင်းတို့ငငယ်တုန်းကဖုန်းတွေမရှိဘူး။လိုင်းတို့အသက်ကြီးလာတဲ့အခါမှာ cloud ဖုန်းတွေပေါ်လာတယ်။ပြီးရင် hash screen ဖုန်းတွေပေါ်လာတယ်။နောက်ပိုင်းမှာဒီ social media ဆိုတာပေါ်လာတယ်။ကျွန်တော် ခစ်တွေပြောင်းလဲလာတဲ့အခါမှာလှိုင်းတို့ရဲ့ကျွမ်းကျင်မှု scale တွေဆိုတာလည်းပြောင်းလဲလာတယ်။ဒါပေမဲ့လှိုင်းတို့ခစ်ဘလောက်ပြောင်းပြောင်းကျွမ်းကျင်မှု scale တွေမပြောင်းလဲတဲ့ scale ကဘာလဲဆိုရင် intrapersonal scale လို့ခေါ်ပါတယ်။ intrapersonal scale ဆိုတာလှိုင်းတို့ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲနိုင်မှုပေါ့နော်။ဒီ scale ကလှိုင်းတို့ခစ်ဘလောက်ပြောင်းပြောင်းစနစ်ဘလောက်ပြောင်းပြောင်းကိုယ့်ကိုယ်ကိုစီမံခန့်ခွဲနိုင်တဲ့စနစ်ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲနိုင်တဲ့ scale ကမဖြစ်မနေတက်ဖို့လိုတယ်။ဒါကြောင့်မလို့လှိုင်း scale foundation မှာ week 4မှာပေါ့နော် scale foundation မှာလှိုင်းဒီ intrapersonal scale ကိုဘယ်လိုလုပ်ရမလဲ ဆိုတာကိုလိုင်းဒီ week 4မှာပေါ့နော်ထည့်ထားတာဖြစ်ပါတယ်အဲ့တော့ week 5 to week 8ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့လိုင်းက processing system ဖြစ်တယ် processing system မှာဆိုရင် daily routines ပေါ့လိုင်းတို့တနေ့တာမှာလိုင်းတို့မဖြစ်မနေလုံးမယ်ဒီအလုပ်တွေနဲ့ပတ်သက်ပြီးရောမဖြစ်မနေလုံးမယ် activities တွေအကြောင်းပြီးရင်အဲဒီ week 6မှာဆိုလို့ရှိရင်တော့ self coaching habit ပေါ့နော်ကိုယ့်ကိုယ်ဘယ်လိုမျိုး habit တခု self coaching အနေနဲ့လုပ်မလဲပြီးတော့ week 7မှာဆိုလို့ရှိရင်တော့ focus system ပေါ့ line focus system ဘယ်လိုတည်ဆောက်မလဲ week 8အာ week 8မှာဆိုလို့ရှိရင်ရော progress tracking လို့ခေါ်တယ် line ရဲ့ဒီတိုးတက်မှုကိုဘယ်လိုမျိုး track လုပ်မလဲဆိုတဲ့အကြောင်းအရာကို line က processing system မှာထည့်ထားပါတယ်အဲ့ဒါကကြတော့အာဒီဒုတိယအာဒုတိယလပေါ့နော်နောက်ဆုံးလပေါ့နော်ဒါဆို12လပိုင်းမှာဘယ်ပိုင်းနေသွားမလဲဆိုတော့ line output system တခုထွက်လာပြီပေါ့နော် line တို့ဒီ2လ input နဲ့ processing ကိုထည့်ပြီးသွားတဲ့အချိန်မှာအဲ့တော့ output system မှာဆိုရင်ပထမအဆုံးလိုက်လို့ဘာကြီးသိသွားမလဲဆိုကိုယ့်ကိုယ်ကို clarity လို့ခေါ်တယ်ရှင်းလင်းမှုတွေဆိုတာသိလာမယ်ပြီးတော့ confidence ကိုယ့်ကိုယ်ပို့ပြီးတော့အယုံကြည်မှုရှိလာမယ်ပေါ့နော်အဒီနေရာမှာလိုက်တစ်ခုပြောချင်တာ confidence ဆိုတဲ့အရာကလိုက်လို့အတွင်းစိတ်ထဲရလာတာဖြစ်ပါတယ်လိုက်တော့ confidence ရှိဖို့နေရတာမဟုတ်ပဲねကိုယ့်ဘာသာကိုပြုပြင်ရင်းထဲမှာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတာအတွင်းထဲရလာတဲ့ confidence ပေါ့နော်ဒီအကြောင်းအရာကိုလည်းလိုင်ရသည် week အ10မှာပေါ့နော်ဒီ output system စနစ်ထဲမှာထည့်ထားပါတယ် week 11မှာဆိုလို့ရှိရင်တော့ growth identity လို့ခေါ်တယ်ကိုကိုကိုတိုးတက်တယ်ဆိုတဲ့ identity တခုပေါ့နော်အဲရဖို့အတွက်လှိုင်းတို့ဘယ်လိုမျိုးဒီ self coaching ကိုကိုလုပ်မလဲနောက်ဆုံးမှာတော့ personal leadership လို့ခေါ်တယ်လှိုင်းတို့ကိုကိုကိုအာဥဆောင်နိုင်မှုဘယ်လိုမျိုးသွားမလဲကိုယ့်ကိုဘယ်လိုဥဆောင်မလဲဆိုတဲ့အကြောင်းအရောနောက်ဆုံးပတ်လည်မှာထည့်ထားတာဖြစ်ပါတယ်အဲ့လိုဆိုတော့ line ဒီ self coaching accelerator ရဲ့12 week program ကဒီနှစ်ကုန်ဆိုလို့ရှိရင်ပြီးမယ်ပေါ့နော်ဆိုတော့ဒီနှစ်ကိုကျန်တဲ့နှစ်လကိုအကျိုးရှိရှိနဲ့ ကုံဆုံးသွားခြင်းနဲ့ကိုကုတ်ကိုတွတ်တက်ပြောင်းလဲခြင်းနဲ့ဘလို့ပြောင်းလဲရမလဲလဲမသိဘူးနီးလန်းနေမသိဘူး LOS the loss ဖြစ်နေတယ်ဆိုရင်တော့လိုင်းရဲ့ self coaching accelerator program လေးကိုခြိုင်မှုအတွက်လိုင်းကဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်လိုင်းပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့အာဒီ self coaching accelerator program ကအရင်တော့ကတော့လိုင်းရဲ့ဒီ Facebook page ရဲ့ချက်ပေါက်မှာပဲလိုင်းအာဒီ file လေးနဲ့ပေါ့နော်အ file လေးနဲ့ share ပြီးသွားတော့မှ private sensor လေး line လုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအရာကကြတော့ line စနစ်လေးကြာအောင်လည်းပါတယ်ပေါ့နော်သို့တော် line စဉ်းစားကြည့်ရ Okay ငါဒီလိုမျိုး private ပေးတာထက်စားလို့ရှိရင်ပေါ့နော်အခြားစိတ်ဝင်စားတဲ့သူဆိုလဲတခါတည်းသူတို့လက်တွေ့အတုံးချလို့ရသွားအောင်အနည်းဆုံးတော့ day 7လုံးကိုမလုပ်နိုင်အောင် day 1လောက်ဟာလေးကိုသူတို့ တိသွားတယ်ဆိုလို့တို့အတုံးချလို့ရအောင်ဆိုပြီးတော့ဗောနော line တိလို့အတွေးလေးနဲ့တော့နောက်ပိုင်းဆိုလို့ရှိရင်တော့ line ရဲ့ဒီ self coaching accelerator program ကိုအာ line ရဲ့ဒီ chat facebook page chat box ကနေတွားမှာမဟုတ်ဘဲနဲ့ဗောနော်ဘလို့လုံးမလဲဆိုတဲ့အရာအားလုံးကို line ရဲ့ HMC လို့ခေါ်တဲ့ဒီ human mind course ဗောနော်ဒီ page လေးမှာ line ပုံမှန်လေးတင်သွားပြီးမှာဖြစ်ပါတယ်အာ line တခုပြောချင်တာကဒီ youtube ကဗောနော်ဓာတ်ပုံတင်တဲ့အခါမှာ10ပုံပဲရတယ်ဗောနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ line ကအနည်းဆုံးဆိုလို့ရှိရင်သူက7 days ဖြစ်တယ်ဆိုတော့9ရက်စာရှိမယ်ပြီးတော့ဒီအကြောင်းအရာကို ဘာကြောင့်လောက်ရလဲဒီအကြောင်းအရာကိုလည်းအနည်းဆုံးတော့အခြေခံနဲ့ရှင်းပြပေးရတယ်ဘာကြောင့်လဲဆိုတော့လူအများစုတခုခုမလုတ်ဖြစ်တာဘာကြောင့်လဲဆိုအဲ့ဒီအရာကိုနားမလဲတာဘာကြောင့်လုတ်ရမလဲဆိုတာကိုမသိတာပေါ့နော်ဆိုတော့အဲ့ဒီအရာတွေကိုလိုင်ရရှင်းလင်းဖို့အတွက်ပထမအဆုံးအရှိမှာတော့ intro လေးဝင်ရတဲ့အပိုင်းနေလည်းရှိရယ်ဆိုတော့အနည်းဆုံးဆိုလိုင်ရ slide က73ခုလောက်ရှိတယ်ပေါ့နော်အဲ့တော့ YouTube မှာကကြတော့ online post တင်နေဆိုရင်10ခုပဲတင်လို့ရတယ်ပေါ့နော်မနေ့ကတင်ထားရတယ်ဆိုရင်အဲ့ဒီအတွက်ကြောင့်မလို့ YouTube live ရဲ့ channel လေးကို subscribe လုပ်ထားတဲ့သူဆိုလို့ရှိရင်တော့ဒီအစီအစဉ်လေးကိုဒီ growth protection system self coaching accelerator ဆိုတဲ့ program လေးကိုစိတ်ဝင်စားရဲဆိုရင် line ဒီ video လေးရဲ့ comment မှာ Facebook page ကိုပေါ့နော် HMC human mind coach ဆိုတဲ့ Facebook page link ထည့်ထားပေးမယ်ဒီ page လေးကို follow လုပ်ထားလို့ရတယ်ဘာကြောင့်လဲဆိုတော့ line အတပတ်ကိုပေါ့တောက်ကြနေတိုင်းမှာ line မပြတ်မကွက်တင်ပေးတာဖြစ်ပါတယ် line ကိုယ်တိုင်ကလည်းဒီဒီ self coaching accelerator ဆိုတဲ့ဒီ plan လေးကိုတကယ်ကိုစိတ်ရောကိုယ်ပါနှိပ်ပြီးတော့လုပ်ထားပေးတယ်အာတကယ်တိုးတက်ပြောင်းလဲခြင်းသူတွေ loss ဖြစ်နေတဲ့သူတွေပြီးတော့ growth protection system ဆိုတာကရေရှည်သွားရတာ line တို့ input ထုတ်တဲ့စနစ်ရက်လိုက်တာ ਨੇ line တို့ output ကထွက်မှာမဟုတ်တော့ဘူးဒါကြောင့်မလို့ဘာလို့ပုံစံမျိုးလဲဆိုတော့ line တို့တိုးတက်ခြင်းနဲ့ဆိုရင် တိုးတက်ဖို့အတွက်လုပ်နေတဲ့အရာကိုရပ်လိုက်လို့မရဘူး။ချဲ့နေတဲ့ import တွေကိုရပ်လိုက်လို့မရဘူး။ import ထည့်ပြီးတော့ line no processing ကိုခေါင်းထဲမှာဒီဟာတွေပဲထည့်ပြီးသွားတော့ဒီအရာတွေတကယ်ပြန်လဲအသုံးချတဲ့အရာတွေမလုပ်ဘူးဆိုလို့ရှိရင်လည်း line no ဟာတကယ်တမ်းဒီကိုလိုချင်တဲ့တိုးတက်ပြောင်းလဲမှုဆိုတာပေါ်လာမှာမဟုတ်ဘူး။ဒီစနစ်ကိုအခြေခံပြီးတော့မှ group protection system ကိုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်စိတ်ဝင်စားတဲ့သူတွေကို အမှန်တကယ်လိုင်အား join စေခြင်းနဲ့ဒါကြောင့်မလို့လိုင် Facebook page လေးကို follow လုပ်ပြီးသွားတော့မှဒီ 12 week ပေါ့နော်ရက်120စာအတူတူတိုင်းတို့ပါဝင်လို့ရပါတယ်အဲ့တော့ရက်120စာပါဝင်မယ်ဆိုရင်တော့နိုင်ရဲ့ဒီအာ page ဒီ video ရဲ့အောက်မှာ link ထည့်ထားပေးမယ်အဲ့ဒီထဲကနေပြီးတော့တစ်ချက် follow လုပ်ထားပါတော့ပြီးတော့ line တစ်ခုပြောချင်တာပါတော့အရှိမတော့3ပတ်လောက်တော့ပြီးသွားပြီသို့တော့အဲ့ဒီ3ပတ်လောက်ဟာဒီအကုန်လုံးကိုလည်းလှန်ရဒီ HMC ဆိုတဲ့ Human Mind Course မှာ ပြန်သင်ပေးမှာဖြစ်ပါတယ်ဆိုတော့ line ရဲ့ဒီ12 week program က ဒီနှစ်ကုံဆိုရင်ပြီးတယ်ပေါ့နော်ဆိုတော့ week 1ဖြစ်ဖြစ် week 2ဖြစ်ဖြစ်ကို join ခြင်းနဲ့ week အတွက်ကိုလိုင်ရဒီ Facebook page မှာအကုန်လုံးတင်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုစိတ်ဝင်စားတဲ့ week ကို join လို့ရတယ်ပြီးရင်ဒီရက်120ပေါ့နော်မပြီးခင် မှာဆိုလို့ရှိရင်လည်း Telegram channel လေးမှာဝင်ပြီးတော့ဆွေးနွေးလို့ရတယ်။အဲ့ဒီမှာဆိုလည်းလှိုင်းအမေးဖြေလေးတွေပြန်ပြီးတော့လုတ်ပေးမယ်။တခုရှိရာကတော့ဒီရက်120ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့လှိုင်းဒီအပိုင်းကိုရက်လိုက်မှာဖြစ်ပါတယ်။ဒါလေးတော့ကြုံပြောထားတာပါ။ဒါကြောင့်မလို့ရက်120မကုန်ခင်မှာဆိုလို့ရှိရင်တော့လှိုင်းအခုဒုတိယလကိုရောက်သွားပြီ။ဒါကြောင့်မလို့ရ30ကျော်ွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပါဝင်ခြင်းနဲ့သူဆိုလဲပါဝင်လို့ရသေးတယ်နောက်ပိုင်းမှာလည်းရှိသေးတယ်အရှိရာအရာလည်းရှိသေးတယ် တခုပဲ120ကျော်ပါရင်တော့လိုင်းဒီအရာလေးကိုရက်နိုင်ရက်နာလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လိုင်း loss ဆိုတဲ့အကြောင်းလည်းရှင်းပြပြီးပြီး self coaching accelerator ဆိုတာကလည်းကိုယ်ကိုခုနှစ်ရက်အတွင်းမှာပြန်လဲတုံးသက်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောပြပြီးသွားပြီခုနှစ်ရက်တော့ဒီမှာကိုယ်ကို coaching ပြန်လုပ်ကြပါတော့ self coaching တကယ်တော့ self coaching accelerator ဆိုတာကိုယ်ကို coaching ပြန်လုပ်လို့ရအောင်လိုင်းက structure လေးဆွဲထားပေးတဲ့သဘောပဲအာတကယ်တော့လုံးရတဲ့သူကတော့ကိုယ်တိုင်လုံးရတယ်ဒါပေမဲ့လုံနည်းမသိတဲ့အတွက်ကြောင့်လိုင်းက structure လေးကိုလုပ်ပေးတယ်ဒါအခြေခံသွားပြီးတော့မှကိုလုပ်ချင်တဲ့အရာလေးကိုတွေးပြနေ အဲပြုစုပြထောင်လို့ရတယ်ပေါ့နော်ဒါကတော့ subcoaching accelerator accelerator ဆိုတာကကျတော့သူကဒီခုနှစ်ရက်ပေါ့နော်သူက time ကအရင်များဘူးဒီခုနှစ်ရက်အတော်အတွင်းမှာပဲကိုကိုကို train လုပ်ရတဲ့သဘောပေါ့နော်လေးလေးမြမြကိုကို sub coaching လုပ်ရတယ်ဆိုတော့အထိပ်ပဲပေါ့နော်ဆိုတော့ group production system အကြောင်းလည်းသိပါမယ်ဗီဒီယိုကြည့်ပြီးသားတော့မှာကိုတိုင်ကရောဒီ sub coaching accelerator ကိုစိတ်ဝင်စားလား group production system အကြောင်းကိုနားလည်သွားတဲ့အချိန်မှာကို့အနေနဲ့ဘယ်အပိုင်းကိုတော့ပို့ပြီးရော self coaching အနေနဲ့လေ့လာခြင်းနဲ့ဆိုတာမျိုးဖြစ်သွားလေဒီအကြောင်းအရာလေးကိုကိုမမမျှဝေပေးခဲ့ပါအောင်။ဒါနဲ့ YouTube channel လေးမှာ video လေးတွေကိုတပတ်တပုတ်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ HR marketing personal development thinking psychology ဒီဘက်မျိုးစိတ်ဝင်စားတဲ့သူတွေအနေနဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့လို့ရပါတယ်။အခုလိုမျိုး video ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများရည်တင်ပါတယ်။နောက်ထပ် video မှာထပ်ပြီးတွေ့ပါမယ်ရှင်။